ဘေကိကြောင့်ထိန်းချုပ်နိုင်ခဲ့တဲ့ယောဂများမြန်မာနိုင်ငံရဲ့နှစ်စဉ်ဝင်ငွေ GDP ထက်နှစ်ဆလောက်တောင်ချမ်းသာတဲ့သူကျွန်းတစ်ခုကိုသာမကဘဲနဲ့ဘူတန်နိုင်ငံတနိုင်ငံလုံးကိုတောင်ဝင်နိုင်တဲ့သူကမ္ဘာချမ်းသာဆုံးစီးရင်ကို16ကြိမ်တန်တန်ရောက်ခဲ့ဘူးတဲ့သူဒီလောက်ချမ်းသာတဲ့တထေကြီးဘေကိကသူ့ပိုင်ဆိုင်မှုတွေရဲ့69ရာခိုင်နှုန်းအထိတောင်ကမ္ဘာကြီးကိုလှူမယ်ဆိုတာသင်သိပြီလားဘေကိကဆီယောင်ဝင်တယောက်မဟုတ်ပေမဲ့ယောဂရီကြောင့်ဦးသေးဆုံးမှုကိုတဝက်နေနေကာကွယ်ပေးနိုင်ခဲ့ပါတယ် ဒါပြင်သူရဲ့ Gate Foundation ကနေတဆင်ပွားရတဲ့လုပ်ငန်းလေးကို2000ခုနှစ်ကနေခုထိလုပ်ဆောင်နေခဲ့ရပါဒါဆိုသူကယောဂတွေကိုဘယ်လိုကာကွယ်ပေးခဲ့တာလဲသူရဲ့လူလမ်းမှုကရောကဘာကြီးအတွက်ဘယ်လောက်ထိအကျိုးပြုပေးနေကြလဲဆိုတာတွေကိုသိရဖို့အတွက်ဒီဗီဒီယိုထဲမှာဘေကေးရဲ့အင်းဘွားကြောင့်သူတည်ထောင်ထားတဲ့ Gate Foundation ကြီးကကဘာကြီးအတွက်ဘယ်လိုထောက်ပံ့ပေးမှုတွေလုပ်နေလဲဆိုတာနဲ့ဘေကေးကြောင့်ဘလိုယောဂတွေကိုထိ ंछ ုပ်ထားနိုင်ခဲ့လဲဆရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် ဘေဂိတ်ကို1955ခုနှစ်အမေရိကန်နိုင်ငံဝါရှင်တန်ပြည်နယ်ဆီယက်တဲမြို့မှာမွေးဖွားခဲ့ပါတယ်။ဝီလီယမ်ဟန်နရီဂိတ်စ်နဲ့မယ်ရီမတ်ဝဲဂိတ်တို့ရဲ့ဒုတိယမြောက်သားဖြစ်ပြီးတော့အမတစ်ယောက်ညီမတစ်ယောက်လည်းရှိခဲ့ပါတယ်။မွေးဖွားလာကလေးကစာဖတ်စွမ်းရည်နဲ့ပရိုက်တာစိတ်ကိုမိဘနှစ်ပါးစီကနေရရှိခဲ့ပါတယ်။ဘေဂိတ်ရဲ့ငယ်ဘဝကပြည့်ပြည့်စုံစုံနဲ့ဖြတ်သန်းခဲ့ရပေမဲ့သူ့ရဲ့အခက်အခဲတွေကတော့အကြောင်းနေဘဝမှာစတင်ခဲ့တယ်လို့ဆိုရမှာပါ။ အကြောင်းရင်းကတော့သူကကြောင်းတက်ရတာကိုလုံးဝမကြိုက်ခဲ့တာကြောင့်ပါပဲကွန်ပျူတာနဲ့ကုတ်တွေကိုသာစိတ်ဝင်စားခဲ့တဲ့ဘေကိကမိဘတွေရဲ့ဖီအားကြောင့်သာကြောင်းနေခဲ့ရပေမယ့်စာသင်ခန်းထက်ကွန်ပျူတာခန်းမှာသာအမြင်နဲ့သွားနေတတ်တဲ့သူတူပါအဲ့ခေတ်ကာလကလည်းကွန်ပျူတာဆိုတာရှားပါတာကြောင့်ကျောင်းမှတော့တစ်လုံးပဲရှိတဲ့ကွန်ပျူတာကိုလေ့လာဖို့သူနဲ့သူတငယ်ချင်းဖောရလန်တို့ကခဏခဏစကားများရန်ဖြစ်ခဲ့ကြရပါသေးတယ် ဒါပေမဲ့အကြောင်းထဲမှာကွန်ပျူတာ300ရာကမလွတ်လပ်တာတွေနီးပညာမမြင့်မားတာတွေကြောင့် အခင်ဆုံးတငယ်ချင်း3ယောက်နဲ့တူသူတို့နေထိုင်ရာ CIT မျိုးက CCC လို့ခေါ်တဲ့ Computer Center Corporation မှာပတ်စံပေးပြီးတော့မှကွန်ပျူတာတွေကိုလေ့လာခဲ့ကြပါတယ်။အဲ့မှာပဲကွန်ပျူတာကိုပတ်စံမပေးဘဲနဲ့အချိန်အများကြီး300ရာအောင်အဖြတ်စနစ်တစ်ခုကိုရေးသားခဲ့ကြပြီးတော့အချိန်အတော်ကြာအောင်ခိုးပြီးတော့မှသုံးစွဲခဲ့ကြတာပါ။ ကမ္ဘီကတည်သွားတဲ့အခါမှာတော့သူတို့၄ယောက်ကို အသုံးပြုခွင့်ပိတ်လိုက်ခဲ့ကြပြီမယ်။မကြခင်မှာပဲပြန်လည်သုံးခွင့်ပေးခဲ့ပါတယ်။ CCC ရဲ့ကျေးဇူးကြောင့်ပဲဘေဂိတ်က program အမျိုးမျိုးကိုလေ့လာနိုင်ခဲ့ပါတော့တယ်။ဒါပေမဲ့1980ခုနှစ်မှာအဲ့ကမ္ဘီကြီးလည်းဒေဝါလီခံခဲ့ရပါတယ်။ဒီလိုနဲ့ပဲဖခင်ရဲ့ဆန္ဒအတိုင်း Harvard တက္ကသိုလ်မှာဥပဒေပညာကိုလေ့လာခဲ့ရပြီမယ်။ငယ်စဉ်ကလေးကအကြောင်းစာနဲ့မပြောတာကြောင့်နှစ်နှစ်ပဲတက်ပြီးတော့မှကျောင်းထွက်ခဲ့ပါတော့တယ်။ 1986ခုနှစ်မှာတငယ်ချင်းဖြစ်သူဖောရလန်နဲ့တူခုထိနာမည်ကြီးနေတဲ့ Microsoft Company ကိုစတင်တည်ထောင်ခဲ့တာပါဒီလိုနဲ့သူ့အသက်32နှစ်မှာပဲကမ္ဘာအသက်ငယ်ဆုံးဘီလီယံနာတစ်ယောက်ဖြစ်လာခဲ့ပြီးတော့အဲ့ဒီနှစ်မှာပဲသူ့ရဲ့ဇနီးဟောင်း Melinda Fresh နဲ့မြစ်တာများခဲ့ကြပါတယ်1994ခုနှစ်မှာလက်ထပ်ခဲ့ကြပြီးတော့2000ပြည့်နှစ်မှာ ဘေးရန်မလင်နာဂိတ်ဆိုတဲ့ပရိဒါအဖွဲ့အစည်းတစ်ခုကိုတည်ထောင်ပြီးတော့သူတို့ပိုင်ဆိုင်မှုတွေကိုအလူတန်းစားလုပ်ခဲ့ကြတော့တာပေါ့ဘေးဂိတ်ဟာပရိဒါကိုကူထုံးလုပ်တယ်ဆိုတဲ့စကားတွေပြောလာကြမှာဆိုတာကြောင့်သူ့ရဲ့ Microsoft Company ကို Sienna Dealersy လွှဲပြောင်းပေးပြီးတော့သူကတော့ AC ပဲပရိဒါထိုင်လုပ်နေပါတော့တယ် Gate Foundation အကြောင်းကိုဆက်မပြောခင်မှာဘေးဂိတ်ကိုယ်တိုင်ရေးသားထားတဲ့ How to avoid climate disaster နဲ့သူဇနီးဟောင်းမလင်နာဂိတ်ကိုယ်တိုင်ရေးသားထားတဲ့ တမမအော်လစ်စာအုပ်တွေအပြင်အခုလိုမျိုးကဘာကျော်ပုံကူတွေရဲ့အချုပ်ပတိအကြောင်းတွေကိုစိတ်ဝင်စားတဲ့ဆိုရင်အဲဒီစာအုပ်တွေရဲ့အနည်းချုပ်ကိုဖတ်ကြည့်နိုင်မှုအတွက်ရွှေနော application ကို Play Store နဲ့ App Store တွေမှာအခမဲ့ download တောင်းဆွဲလိုက်ပါရှင်။ဆိုတော့ Gate Foundation ကကဘာအကြီးဆုံး project အဖွဲ့အစည်းတွေကတစ်ခုဖြစ်ပြီးတော့ Foundation ရဲ့အလွန်ငွေစုစုပေါင်း89.2 billion ဒေါ်လာအထိလှူဒါန်းထားခဲ့ကြပါပြီ။ ဒီလူငွေတွေကိုယောဂအတိုက်ဖြတ်ဖို့ပညာရေးတိုးတက်ဖို့နဲ့စည်ရမှုလျှော့ချဖို့တွေအတွက်အသုံးစွဲခဲ့ကြတာဖြစ်ပြီးတကမ္ဘာလုံးစီဖြန့်ကျက်လူလန်းနေတာပဲဖြစ်ပါတယ်။သူတို့ရဲ့အလူငွေစည်ရင်းတွေကိုလည်းအင်တာနက်ပေါ်မှာတရားဝင်ဖော်ပြထားတာကြောင့်ပွင့်လင်းမြင်သာမှုအရှိဆုံးဖောင်ဒေးရှင်းတစ်ခုဆိုလည်းမမှားပါဘူး။ Gate Foundation ကနေပိုလီယိုယောဂါကာကွယ်ဖို့အတွက် Global Polio Eradication Initiative GPEI အစီအစဉ်ကိုဝင်ရောက်ကူညီပေးခဲ့ပါတယ်။ ။ GBEI ဆိုတာကတော့1988ခုနှစ်မှာကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေစတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီးတော့ကမ္ဘာပိုလီယိုပပျောက်ရေးစီမံကိန်းကိုအကောင့်ထဲပေါနေကြတဲ့အဖွဲ့အစည်းတစ်ခုပါ။ Gay Foundation က GBEI ရဲ့အဓိကဘတ်ဂျက်ထဲက25ရာခိုင်နှုန်းအထိကိုလှူဒန်းထားခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် Foundation ရဲ့လုံဆောင်ချက်တွေဖြင့်ပိုလီယို ဖြစ်ပွားနေတဲ့နိုင်ငံတွေကိုသွားရောက်ပြီးတော့ဈေးရုံဈေးကမ်းတွေဆောက်လုပ်လှူဒန်းတာတွေအပြင်ကိုဈေးကြီးပေးဝယ်ရတဲ့စေဝါတွေကိုပါလှူဒန်းခဲ့ပါသေးတယ်။ ယောဂကနေပြန်လဲကျမ်းမာလာတဲ့လူတွေအတွက်ကလည်းနေ့စဉ်ဘဝ၆ပတ်မှုတွေကိုကူညီပေးခဲ့ပြီးတော့ပြန်လဲနလန်ထူနိုင်လာတဲ့အထိကို ထောက်ပံ့ပေးခဲ့ကြတာပါ။အာဖဂန်နစ္စတန်၊ပါကစ္စတန်နဲ့အာဖရိကရဲ့တချို့နေရာတွေလိုမျိုးပိုလီယိုအန္တရာယ်လွှမ်းမိုးနေတဲ့နေမြေတွေအထိကိုသွားပြီးတော့မှ OBV လို့ခေါ်တဲ့ပိုလီယိုကာကွယ်ဆေးနဲ့ IPV လို့ခေါ်တဲ့ပိုလီယိုအားရော့ဆေးတွေကို၆ပတ်ကူညီပေးခဲ့ပါသေးတယ်။ ယောဂပြန့်နှံ့မှုကိုထိန်းချုပ်နိုင်မှုအတွက်ကြိုတင်စောင့်ကြည့်ရေးတွေစစ်ဆေးစမ်းသပ်မှုတွေမှာလည်း Gate Foundation ကအားကျိုးမှန်တမ်းနဲ့အကူအညီပေးခဲ့ပြီးတော့အဲ့ဒီအချိန်ကဆိုရင်အသုံးပြုနေတဲ့ကာကွယ်ဆေးတွေကလိုအပ်ချက်လေးတွေရှိနေတာကိုတော့တွေ့ရှိခဲ့ကြပါတယ်။ဒါကြောင့်လည်းပုံမှန်ပြည့်စုံတဲ့ကာကွယ်ဆေးအသစ် NOPV2 ကိုထုတ်လုပ်ဖို့အတွက်ဒေါ်လာတန်းချီအသုံးပြုခဲ့ပါသေးတယ်။ Gate Foundation ရဲ့ဒီလိုကူညီလှူဆောင်ပေးမှုတွေကြောင့်2020ခုနှစ်မှာ ိုလီယိုရောဂါဖြစ်ပွားမှုက69ရာခိုင်နှုန်းထိအောင်ကျဆင်းခဲ့ရပြီးတော့ဒေသုံးသူဦးရေပားပြအောင်ထိလှုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါဒီမဲ့လောက်ဆိုတော့မဟုတ်သေးပါဘူး။ဘေကင်းရဲ့လူသားချင်းစာနာထောက်ထားမှုကဒီလောက်နဲ့တော့မရက်တန်သေးပါဘူးရှင်။လူရဲ့စိတ်ထဲမှာကြောက်နေကြတဲ့ HIV AIDS နဲ့ပတ်သက်လို့လည်းဘေကင်းရဲ့လှုပ်ဆောင်မှုတွေကချီးကျူးထိုက်စရာကြီးတွေပါပဲ။ Gay Foundation ကစတင်ခဲ့တဲ့2000ခုနှစ်ကတည်းက HIV AIDS အတွက်ဒေါ်လာ390ကိုလှူဒါန်းပေးခဲ့တာပါ။ အိန္ဒိယနိုင်ငံမှာလည်း2002ခုနှစ်ကစတင်ပြီးတော့ဒေါ်လာတန်းတရာနဲ့အတူကွန်တုံးတွေတန်ရှင်းတဲ့အက်တွေဖြင့်အသိပညာပေးသင်တန်းတွေကိုလည်းပြုလုပ်ပေးခဲ့ပါတယ်။ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေမှာဒေါ်လာတန်းချီလှူဒန်းခဲ့ပြီးတော့ HIV AIDS အမြင့်ပြည့်ရေးကိုစူးစမ်းခဲ့ပါသေးတယ်။ Gay Foundation က2018ခုနှစ်မှာဖွံ့ဖြိုးဆဲနိုင်ငံတွေစီသွားပြီးတော့လူပေါင်း18တန်းကျော်ကို ARDC တွေထောက်ပံ့ပေးပြီးတော့မှ ကုသမှုတွေရောကြအောင်စူးစမ်းနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးလုံဆောင်ပေးမှုတွေကြောင့်တကဘာလုံးအတိုင်းတာအနေနဲ့ HIV AIDS ကိုးစက်မှုနှုန်းကို80ရာခိုင်နှုန်းထိကာကွယ်ပေးနိုင်ခဲ့ပြီးတော့သေဆုံးမှုနှုန်းကိုတဝက်ထိလျှော့ချနိုင်ခဲ့ပါတယ်။2022ခုနှစ်ရဲ့စစ်တမ်းအရဗေကိက HIV AIDS ရောဂါဖြစ်ပွားသူတန်း90ကျော်ကိုကယ်တင်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။နောက်ပြီးတော့ကျမတို့မြန်မာနိုင်ငံမှာတောင်စိုးရိမ်ရတဲ့ငှက်ဖျားရောဂါကာကွယ်ကုသဖို့နဲ့စေဝါတွေကိုအစဉ်မြင့်တင်ဖို့အတွက်လည်း စုစုပေါင်းဒေါ်လာ260မီလီယံနီးပါးကိုသုံးစွဲခဲ့ပါသေးတယ်။ဒီဖောင်ဒေးရှင်းကြီးအားဆိုရင်မိဖက်အဖွဲ့တွေနဲ့တူအာဖရိကမှာငှက်ဖျားယောဂါကိုအဓိကထားတိုက်ဖြတ်ခဲ့ပြီးတော့အာဖရိကန်ကလေးငယ်တန်းချီကိုကယ်တင်ထားနိုင်ခဲ့ပါတယ်။ကျမတို့ငငယ်တုန်းကမြန်မာနိုင်ငံရဲ့တချို့ဒေသတွေမှာတောင်ငှက်ဖျားယောဂါကာကွယ်ဖို့ဆိုပြီးတော့မှ NGO အဖွဲ့တွေပေးဝေခဲ့ကြတဲ့စေစင်ချင်းအောင်တွေနဲ့အိတ်ခဲ့ရဘူးလားကိုမှတ်မိကြမှာပါ။ဒီလိုချင်းအောင်တွေနဲ့ကာကွယ်ဆေးတွေကိုဘေကိတ်တို့က တကဘာလုံးစီကိုအရောက်ပိုးခဲ့ကြပြီးတော့ငှက်ဖျားယောဂါကိုကာကွယ်ဖို့စူးစမ်းခဲ့ကြပါတယ်ဒီလိုနဲ့ငှက်ဖျားကြောင့်တေဆုံးမှု9တန်းခန့်လောက်ကိုကာကွယ်ပေးနိုင်ခဲ့ပါတော့တယ်ဘေကင်းကြောင့်ထိန်းချုပ်နိုင်ခဲ့တဲ့ယောဂါတွေထဲမှာနောက်ထပ်ထင်ရှားတဲ့ယောဂါတစ်ခုကဝတ်သက်ယောဂါဖြစ်ပြီးတော့ UNICEF WHO လို့နဲ့ပူးပေါင်းက2030မှာအမြင့်ဖြတ်ပပျောက်ဖို့အတွက်ပြင်မှတ်ချလှုံ့ဆော်နေကြတာဖြစ်ပါတယ်ဒါတောင်မှ2025ခုနှစ်မှာဝတ်သက်ကြောင့်တေဆုံးမှုကို 80ရာခိုင်နှုန်းထိကာကွယ်ပေးနိုင်ခဲ့တာကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ရဲ့ပြစ်မှတ်ကြီးကမဝေးတော့ဘူးလို့ပြောနိုင်ပါပြီ။ဒါနဲ့ဒီဗီဒီယိုကိုကြည့်နေကြတဲ့မိษွေတို့က TV ယောဂါကိုတော့ကြားဘူးကြမှာပါ။ဟုတ်ပါတယ်။ကုသယောဂါတွေထဲမှာကြောက်စရာကောင်းတဲ့ယောဂါတစ်ခုဖြစ်ပြီးတော့လူသေးဆုံးမှုနှုန်းကလည်းအတော်လေးပိုမှများတာပါ။ဒီယောဂါကိုတိုက်ဖြတ်ဖို့အတွက်ဖောင်ဒေးရှင်းကြီးကဒေါ်လာတန်ပေါင်းများစွာကိုထောက်ပံ့ပေးထားပါတယ်။ပြီးတော့ TV ကာကွယ်ဆေးတွေဖြစ်တဲ့ M72 AS01 E ကိုလည်းပို့ပြီးတော့မှကောင်းအောင်လှုပ်ဆောင်ခဲ့ပါသေးတယ်။ဒါအပြင်ကိုဆေးဝါးကံပဏီတွေနဲ့ချိတ်ဆက်ပြီးတော့ TV ကာကွယ်ဆေးသစ်တွေထုတ်လုပ်ဖို့ကူညီပေးခဲ့ပါတယ်။ဒီလိုလှုပ်ဆောင်ပေးမှုတွေကြောင့်ပဲ TV ကြောင့်တည်ဆုံမှုကို29ရာခိုင်နှုန်းထိကျဆင်းစေပြီးတော့မှဆေးဝါးအသစ်တွေကိုသာဖန်တီးနိုင်ခဲ့မယ်ဆိုရင်80ရာခိုင်နှုန်းထိကျဆင်းအောင် လုပ်နိုင်မယ်လို့ကြေညာထားပါတယ်။ 2019ခုနှစ်ကစတင်ဖြစ်ပွားခဲ့ပြီးတော့တကဘာလုံးစိုးရိမ်ကြောက်လန့်ခဲ့ရတဲ့ COVID-19 ကာလတစ်လျှောက်မှာလည်း Gate Foundation ကြီးဟာဆိုရင်အားကျုံးမှန်တဲ့စူးစမ်းလုံဆောင်မှုတွေရှိခဲ့ပါသေးတယ်။ဒါပေမဲ့အလူငွေကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှပြစ်တင်ဝေဖန်ခံခဲ့ရရလည်းရှိခဲ့ပါသေးတယ်။ဘလောက်ပဲဝေဖန်ခံရမှုတွေများများဘေကရဲ့မှန်ကန်တဲ့လုံရက်တွေကြောင့်အဲ့ဒီပြစ်တင်ဝေဖန်မှုတွေကအချိန်ကြာကြာမတည်ရှိနိုင်ခဲ့ပါဘူး။ဘေကိတ်ဟာ COVID-19 ကာလအတွင်းမှာဆိုရင် 2ဘီလီယံထိလှူဒန်းခဲ့ပြီးတော့အလူငွေစည်ရင်းတွေကိုလည်းသူတို့ရဲ့ Gate Foundation website မှာတရားဝင်ဖော်ပြထားနိုင်ခဲ့ရကြောင်းမလို့ဝေဖန်ကြတဲ့လူတွေကစက်ပြောစရာစကားမရှိအောင်ထိကိုဖြစ်ခဲ့ကြပါတယ်။ Gate Foundation ကြီးကဒီလိုမျိုးစံမာရေးကိစ္စတွေကိုဒေါ်လာဘီလီယံနဲ့ချီပြီးတော့အထောက်ပံ့ပေးနေတဲ့အပြင်ကိုစည်ရဲပပျောက်ရည်နဲ့ပညာရေးကဏ္ဍတွေမှာလည်းဒီလိုပဲဘီလီယံပေါင်းများစွာကိုအသုံးပြုခဲ့ကြတာပါ။သူရဲ့လုံဆောင်မှုတွေကလည်းအမှန်တကယ်ထိရောက်မှုရှိပြီးတော့ ာဖရိကနိုင်ငံနဲ့တောင်အာရှနိုင်ငံတို့တော်တော်များများမှာဘေကိတ်ကျေးဇူးကြောင့်ပဲဖွံ့ဖြိုးလာခဲ့ရလို့မှတ်ယူရမှာပါဒီနိုင်ငံတွေထဲမှာနိုင်ဂျီးရီးယားကင်ညာအိန္ဒိယစတဲ့နိုင်ငံတွေကထင်ရှားတဲ့ဥပမာတွေပဲဖြစ်ပါတယ်ဆိုတော့ဘေကိတ်ကလူအသက်ပေါင်းများစွာကိုဘေးရနေရကနေကယ်တင်နိုင်ခဲ့ပြီးတော့ပိုလီယိုရောဂါ HIV AIDS ဝတ်သက်ရောဂါငှက်ဖျားရောဂါနဲ့ TB ရောဂါတွေအပြင်တခြားရောဂါမျိုးစုံကိုလုံးဝရပ်တန့်သွားအောင်မဟုတ်ရင်တော့မှ တဝက်ကျော်လောက်ထိရက်တန်သွားအောင်လို့ကြိုးပမ်းနေတဲ့ပုံကူကြီးတစ်ပါးဖြစ်နေပါတော့တယ်။ဒါအပြင်ကိုဗီဒီယိုအစမှပြောခဲ့တဲ့အချိန်သူကသူ့ရဲ့ပိုင်ဆိုင်မှုတွေတဲက69ရာခိုင်နှုန်းထိအောင်လှူမယ်လို့ကတိပေးထားပါတယ်။သားသမီးတွေကိုတော့အမွေမပေးဘဲနဲ့သူတို့ကိုသူတို့အားကိုးခိုင်းခဲ့ပြီးတော့ပရိုက်တာလုံးနေတဲ့တဦးသေးသောလူသားတဦးဆိုရင်လည်းမမပါဘူးရှင်။အခုဗီဒီယိုလေးကနေရလိုက်တဲ့သင်ခန်းစာတွေကတော့ ရာထူးစည်းစိမ်တွေဂုံပုတ်တွေထက် လူသားချင်းစာနာခြောက်ထားမှုနဲ့မေတ္တာတရားကသာအရေးကြီးဆုံးပါပဲ။ကိုယ့်ရဲ့ရည်မှန်းချက်အိမ်မက်တွေကိုဘာအတွက်ကြောင့်မှကြာရှုံးမခံမင်းနဲ့ကျွမ်းကျင်မှုနဲ့စူးစမ်းအားထုတ်မှုတွေကိုသာယုံကြည်အားကိုးသင့်ပါတယ်။မိဘတွေရဲ့ပိုင်ဆိုင်မှုဟာကိုယ့်ရဲ့ပိုင်ဆိုင်မှုမဟုတ်တာကြောင့်ကိုကိုယ်တိုင်စူးစမ်းရမယ်ဆိုတဲ့စိတ်မွေးတက်ရပါမယ်။ဆိုတော့မိษွေတို့ကရောဘီဂိတ်လူသားချမ်းသာခဲလို့ရှိရင်ဘာတွေလုပ်ချင်လဲဆိုတာကို comment မှာလွတ်လွတ်လပ်လပ်နဲ့မျှဝေသွားလို့ရပါတယ်ရှင်။ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။